က်များအားလုံးမင်္ဂလာပါခင်ဗျာအခုကျင်းပနေတဲ့1 Friday 513ပြိုင်ပွဲကြီးမှာပြိသက်တွေစိတ်ဝင်စားနေတဲ့အမျိုးသမီးပွဲစဉ်တစ်ပွဲပါခဲ့ပါတယ်အဲ့ပွဲစဉ်ကတော့ Nova Sign နဲ့ Francisca Bira တို့ထိုးတဲ့ပွဲစဉ်ပါပဲခင်ဗျာ Francisca Bira ကိုညီမပြိသက်တွေကဘာဖြစ်လို့စိတ်ဝင်စားသလဲဆိုတော့သူက Bronica ကိုအနိုင်ရထားတဲ့အတိုင်းပဲဖြစ်တာကြောင့်ပဲဖြစ်တယ်တစ်ဖက်က Nova Sign ကိုကြတော့ဘာဖြစ်လို့စိတ်ဝင်စားသလဲဆိုတော့သူကလေဖိလစ်ပိုင်ဖိုက်တာမလေးအစ်စလေဘုံဘုံကောင်လို့ 1 championship မှာအချောအလာလေးကိုနာမည်ကြီးနေတဲ့ fighter တယောက်ကြောင့်ပြိတ္တတွေကစိတ်ဝင်စားကြတာဖြစ်ပါတယ်ခင်ဗျဒီနေ့ထိုးတဲ့ပွဲမှာအရအမောင်းကွာချက်ကတော်တော်လေးကိုပွဲအဆုံးဖြတ်ဖြစ်တဲ့ချက်ဖြစ်သွားခဲ့တယ်နော်ဘာဆိုင်ကအရအပြင်ငါးပေတက်လက်မှာပဲရှိတယ်ခင်ဗျ Francisca Bida ကတော့အရအပြင်ငါးပေခွာလက်မှာတော့ရှိခဲ့တယ်ပြောရမယ်ဆိုရင်6လက်မှာတော့တားခဲ့တယ်ခင်ဗျအဲ့တော့နော်ဘာဆိုင်ကတချို့အခြေအနေတွေမှာ Francisca Bida ကို PR ပေးလို့မရခဲ့ဘူး နော်ဖာဆိုင်အတွက်အပြန်အလှန်ထိုးပြီးတော့နောက်ဆုံးပွဲချီရောက်တဲ့အထိတောင်းခံသွားနိုင်တာကပဲရှိကျူးစရာကောင်းတဲ့အချက်တခုဖြစ်ခဲ့တယ်ပေါ့လေကျန်တာမှနော်ဖာဆိုင်ဘာမှလုပ်လို့မရခဲ့ဘူးပြောမယ်ဆိုရင်ဖရက်စကဘီရာကဘရော်နီကာနဲ့ထိုးတော့မှလို့ပဲဗျသူ့ရဲ့တံတောင်ရိုက်ချက်တွေတော်တော်အားသန်တယ်ဒီတံတောင်ချက်ကတော်တော်ကောင်းတယ်ဗျပြီးတော့ဗီရာဟာဘရော်နီကာကိုအနိုင်ရလိုက်ပြီးရင်တော့ ယုံကြည်ချက်ပိုင်းဆိုင်ရာအယံမြင့်တက်သွားတာဒီပွဲမှာသိတာဒီပွဲမှာဖရန်စစ်ကပီတာကတကွက်တကွက်တိုက်စစ်ထုတ်ပြီးတော့သုံးလိုက်ရင်နော်ဖာဆိုင်အားနောက်ကိုဆုတ်ဆုတ်သွားတာကြီးပဲအဲ့တော့ဖရန်စစ်ကပီတာကဒီပွဲမှာနော်ဖာဆိုင်ကိုနိုင်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့သူကနောက်ဆုံး၄ဝဲထိုးတာမှာတပွဲပဲရှုံးပြီးတော့သုံးပွဲနိုင်တဲ့ရှားစီပြန်အောင်လာတယ်ရှုံးတာကဘယ်သူရှုံးရသလဲ Israel Fighter မှာလေရှားကိုရင်ကိုရှုံးခဲ့ရတာဖြစ်တယ်အဲ့တော့အခုလိုနောက်ဆုံးထိုးတဲ့၄ဝဲမှာသုံးပွဲပြန်နိုင်တယ် ပြီးတော့ Bronica နဲ့ Nova Sign လို့ fighter တွေကိုနှစ်ပွဲဆက်နိုင်လိုက်တယ်ဆိုတော့ Francisca Bira ဟာလမ်းကြောင်းမှတစ်ခုတက်စီကိုပြန်ပြီးတော့တက်လာနိုင်ပြီလို့ပြောလို့ရတယ်ခင်ဗျ Nova Sign အတွက်ကြတော့ဘယ်လိုဖြစ်သွားခဲ့ရသလဲဆိုတော့သူကဒီဘွားမှာ၄ဝက်ထိုးပြီးပြီဒီဘွားမနိုင်ခင်မှာသူဒီနှစ်ပွဲနိုင်တဲ့တစ်ပွဲရှုံးရလက်ထွက်ပေါ်ခဲ့တယ်နောက်ဆုံးထိုးခဲ့တဲ့ဘွဲမှာတန်တန်ကိုရှုံးထားတယ်ဒီဘွဲမနိုင်ခင်မှာအဲ့တော့ဒီဘွဲမှာသူဒီနိုင်ဘွဲပြန်ရမလားဆိုပြီးတော့ပြည်သက်တွေကစောင့်ကြည့်နေကြတယ်ဒါပေမဲ့ Nova Sign ဒီ ီပွဲမှာ Francis ကပီတာကိုအရင်နေရတဲ့အတွက်သူသည်နှစ်ပွဲဆက်တိုက်ရှုံးတဲ့ fighter ဖြစ်သွားခဲ့ပြီခင်ဗျာဒီတော့ရှိလာတဲ့ပွဲစဉ်ဟာ number side အနေနဲ့အနိုင်ရဖို့အရမ်းမဲ့လိုအပ်သွားပြီးအရေးကြီးသွားပြီဆိုတဲ့အနေနဲ့ရောက်သွားခဲ့တယ်အဲ့တော့ဒီနေ့ကစားခဲ့တဲ့ပရိသတ်စိတ်ဝင်စားတဲ့ပွဲစဉ်မှာတော့ Bronica ကိုအနိုင်ရထားတဲ့ Francis ကပီတာက number side ကိုအမှတ်နဲ့အနိုင်ယူသွားခဲ့ပါတယ်အဲ့တော့ဒီလောက်ထိတရောင်အစပြတ်နေတဲ့ Francis ကပီတာဟာ Bronica အကောင်းဆုံးအနေထားတစ်ခုကိုပြောင်းလာပြီးရဲ့ စိတ်မကြည်ဘဲသူတို့နှစ်ယောက်ကိုပြန်တယ်ပေးတာမျိုးဖြစ်စေခြင်းပါတယ်ဘရိုနီကာဟာဖရန်စစ်ကာဘီရာကိုအဲ့လိုစိတ်မကြည်ဘဲမှာပြန်တွေ့ခွင့်ရရင်တော့အနိုင်ရအောင်ထိုးပြနိုင်လိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျာတ िश ူအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ